DN Hive ကိုအားပေးနားဆင်နေကြသူများအားလုံးမင်္ဂလာပါရှင်။ဆီယာမအီးခင်နေယူရဲ့နှမျောချစ်ခြင်းနာဆိုတဲ့ဝတ္ထုတို့ကလေးကိုတင်ဆက်ဖတ်ပြပေးသွားပါမယ်။ခင်နေယူနှမျောချစ်ခြင်းနာသဘောတဝင်ကလေးတီမနှမျောချစ်ခြင်းနာစင်စစ်အထက်ပါသင်းမှာရွာတိကြီးရွာကွညံကုန်းကျောင်းကျောင်းနိုင်စီရတော့ဗျာကြီးပြန်လုံတော်မူစဉ်ကအေးရင်ကျူရရင်တိဆိုသောသချင်းတပုတ်ဤအဆုံးသက်ဖြစ်လေသည် ထိုစဉ်အားထိုသခြင်းကိုယဉ်ကျူးသည်ဆိုသူမှာရွာသစ်အလေတန်းចောင်းသူများဖြစ်ចောင်းသူများမှာလှပရုံပြို့ရဲရုံနုနယ်ရုံအရွယ်16နှစ်တော်မှမကြော်ကြသေးသူများဖြစ်သည်ဆရာတော်ဖျားကြီးပြန်လည်တော်မူသည့်အတွက်ဝမ်းနဲ့ကြည်ခွဲစရာကောင်းသည်မကောင်းသည်ကိုမြည်သူမြဒီလေးနဲ့နဲ့မတွေးနိုင်အထူးသဖြင့်ចောင်းသူလေးတွေမှာမျိုးပြန့်ရှင်ပြ၍ပျော်ရောင်ပျော်ကြသည်သည်ဆရာတော်ဘုရားဆန်ကျောင်းဝချမင်းမြထဲတွင် အလောင်းတော်ကိုကရဝေးဖောင်းပြတ်တမတင်၍မြစ်အစုံဆန်ဆွဲကြ၏ တက်ခုံရင်းသူမတွေကတချင်းတကျော်ကျော်တိဆူကြရသည်မှာပြောစရာပင်နီအထူးသဖြင့်လေလန်းချောင်းရှိចောင်းသူចောင်းသားများမှာအများသောအားဖြင့်ဓမ္မဆက်ကြဝိအသင်ပိရိတ်အသင်တို့ဖြင့်သာအကုန်လုံးခဲ့သည်ပြဝဲရှင်ဝဲចောင်းခါဝဲများလောက်ခဲ့ဘူးသူများမဟုတ်ပေចောင်းဆရာကြီးဥပဇံကိုရိုင်းကလောကီចောင်းထက်လောကုတ္တရာတွင်စိတ်တန်သူဖြစ် အဖိတ်နေများတိုင်းတွင်ကျောင်းကြီး၏အလဲဆောင်တွင်အားလုံးကျောင်းသူကျောင်းသားများစုဝေးကဆရာကြီးပြောပြသော950နိဘတ်တော်ပုံမြင်များဆက်ကြီးဆယ်ဝယ်များကိုတစ်ပတ်တစ်မျိုးနားထောင်ကြရသည်တလတွင်တစ်ခါလောက်မင်္ဂလာတရားတော်ကိုဖြစ်ဖြစ်လောကနေတိကျမ်းမှတချို့အပိုက်များကိုဖြစ်ဖြစ်တန်မြန်ဟိရွေတကြောင်လုံးဆိုကြရလေသည်ရွာတိကြီးရွာရှိကျောင်းသားမိဘများကမူလောကကျောင်းဓမ္မကျောင်းဖြင့်မိမိတို့သားသမီးများကိုဆုံးမသွန်သင်၍ကျောင်းဥစရာကြီးဥပဇံကိုအထူးကြည်ညိုကြသည် လေးစားကြသည်။ကျောင်းသူကျောင်းသားလေးများအဖို့တော့တခါတည်းရန်သူတို့ကျောင်းနေရသောဘဝကိုညီးဝေးလာရကြသည်။သူတို့သည်အစဉ်လိုလိုပရိတ်များဆုံးမစာများကိုရွတ်ဖက်နေကြရသည်ကသီလရှင်လေးများကိုရင်းလေးများနှင့်တူသည်ဟုသူတို့ကိုသူတို့ထင်ကြသည်။အထူးသဖြင့်သူတို့ပုံပုံမုံတိသည်ကဆရာကြီးကတော့ဓမ္မမကိုဖြစ်မိန်ကလေးတွေနော်မထနဲ့မရွနဲ့ကောင်းကောင်းနေကြတခါတည်းရန်ကျောင်းသူများဟားတက်၍ရင်းနေသည်ကိုတွေ့လျင်ဆရာမကြီးသည် လမ်းလျှောက်ရင်းကကျိမ်းပေါင်းသွားတဲ့သည်။ကျောင်းရှိတွင်မကလာပင်များရှိသည်။ကျောင်းသူများသည်မကလာပင်များကိုဒုံတိုင်လှုပ်၍၎င်းခွေးယူတိုင်လှုပ်၍၎င်းကစားကြသည်။ကစားတိုင်းမကလာပင်များအချိန်နှင့်ပြေး၍ဖက်ကြ၏။မကလာပင်များမှာတင့်တင့်တုံအောင်ရင်းရံကုန်ကြသည်။ဝေးဝေးမှဆ iam မကြီးအရေးကိုမြင်လျင်ကျောင်းသူတွေတယောက်မှမကလာပင်ရောက်တွင်မတွေ့ကြပါဘူး။တွေ့လားတွေ့လား။သူမကလာကြီးတွေကိုရေးနေပြီ။နင်တို့ခုသေးလား။ ခလန်းလန်းတွင်ပုံကိုရထိုင်နေသောเจ้าသူများသည်ဒူ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 နှင့်တယောက်ကိုတယောက်လက်တို့မိကက်စီနဲမိုက်သူ့မလကားသည်လက်ဖြားနှင့်တို့ပါအောင်တော့ကစားရင်သာအပင်ဝင်ထိမိတာမနှောင်းစိန်သည်အစွာဆုံးအဆော့ဆုံးဖြစ်ဖြစ်မကျေနပ်တန်နှင့်ခတ်အုပ်ပြော၏အမန်စင်စစ်เจ้าသူเจ้าသားလေးများသည်ကစားခွင့်ကြေကြေလေးလိုချင်ကြ၏ထိုလယ်တန်းเจ้าမှာမြူနီစပယ်အထောက်ပံ့ခံဖြစ်၍เจ้าဆရာလာကမှတပါမြူနီစပယ်ကမပေးအားလုံးစည်းရိတ်ကိုเจ้าအုပ်ဆရာကြီးသည် ိုပိုင်ကျောင်းပြီးပြီးမိမိအိတ်ထဲမှာအကုန်ကြစီရိတ်စိုက်ထုတ်ရလေသည်ဆီယမကြီးသည်เจ้าသူများမျက်စိအမြင်ကက်ချင်စရာသည်မလကာကြီးများအပင်တွင်မပြောက်စီရမဲ့၍လာတဲ့ခုကเจ้าသားများကိုပြန်၍ရောက်၏เจ้าနောက်တွင်သူတို့စိုက်ပြိုးထားသောခြံထဲမှနှင်းစီတစ်ပွင့်နှင်းမတခိုင်တော့မှအလကားကြွေကြမသွားစီရเจ้าသူများကိုပြန်ရောက်၍ပူလျင်ရွာထဲတွင် ခြံဆောင်ပရေကလှည့်၍ရောက်လာပေသည် နေ့လယ်ကျောင်းဆင်းချိန်တွင်ရွာထဲမှဈေးတယ်များနဲ့အတူဆရာမကြီးတူမမဆိုင်အီးကထန်းရက်ချောင်းကလပဲစုပေါက်ဈေးပြားချိုးချင်းများကိုကျောင်းသားများအားရောင်းရသည်။ခြံမရသည့်ပိုက်ဆံတည်ရစာရောင်းရရသောပိုက်ဆံများနှင့်အိမ်စည်းကာမီအောင်တုံးသည်။ကျောင်းသားများထံမှကျောင်းသားကမှကျောင်းသားအုံဆောင်ပြိဘောကဝယ်သည်။အပြည့်အစည်ပြင်းသည်။ဆရာကြီးဆရာမကြီးလာကမှတပိဝင်အိတ်ဝင်စုငွေဖြစ်လေသည်သူတို့ရွာတွင်ចောင်းចောင်းနေမဟုတ် ကျောင်းအုပ်ဆရာမကြီးတော်စိန်ပုဦးစီးတော်ခရစ်ယာန်သာသနာပြုကျောင်းတစ်ကျောင်းကလည်းရွာဦးတွင် ရှိလေသည်။ကျောင်းသူကျောင်းသားများသည်ဘုရားရှိခိုးကြောင်းနှင့်ဓမ္မသစင်းများကိုတည်ဆူကြရပြီးခရစ်မတ်ချိန်များတွင်ကျောင်းကဝဲလုပ်ကြသည်။မင်းရှင်မအထောက်ပံ့ရ၍ကစားကွင်းတွင်လည်းတက်တောင်ရိုက်ကစားခြင်းဘောလုံးကစားခြင်းလုပ်ကြရ၍ပျော်စရာပင်သည်။ဥပဇံ၏အလယ်တန်းကျောင်းမှာမူလောကီရေထဲလောကုတ္တရာရေကိုဦးစားပေးလွှင့်၍ကျောင်းသားများအနေနှင့်ပြင်းရှိကြသည်။ သို့သောဆောင်းမွေးရောက်လျင်အောင်ချက်ကောင်းစီကဥပါဇံကြောင့်ဖြစ်၍ကျောင်းပြေခုံကစားပွဲများတွင်ဆုအမြောက်များရသည်ကဒေါ်စိန်မှု၏ခရစ်ယာန်ကြောင့်ဖြစ်သည်ယခုတော်ကွဉ္ညံကုန်းကြောင့်ဆရာတော်ပြန်လည်တော်မူသည့်ပွဲမှာဥပါဇံကြောင့်အတွက်ပွဲတော်ကြီးပင်သည်ကျောင်းသူလေးများရောကျောင်းသားလေးများပါအလွန်ပျော်ကြသည်ပျော်လေပျော်ကြပင်မည်သူတို့ကျောင်းအတွက်ကပွဲဆိုသည်မှာအိမ်မက်ပင်မက်ခဲ့ပူကြသည်မဟုတ်ပါဘီမိန်းကလေးများကတက်ခုတ်ရင်အတွက်ရင်တိုက်ရသချင်းတိုက်ရ၏ဟောက်တာလေးများကလည်းဖိုးသူတော်ရင်အတွက်ပြင်ဆင်ကြရသည် အင်းရင်ကျူကိုအတွက်မူခုနှစ်တန်းမှာအတန်ကောင်းရုပ်ချော်သူတကြီးသမီးနှစ်ဦးကိုရွေးထားသည်မမြသည်နှင့်မမြကြီးသည်ရုပ်လဲချော်အတန်လဲကောင်းသည် သူတို့နှစ်ယောက်ကအလောင်းတော်ကိုပန်းမခတ်တင်တင်ဆွဲရင်းအင်းရင်ကျူသချင်းပိုက်များကိုဂယုနာရတပေါအောင်ဆိုတော့လဲចောင်းသားကလေးတွေကမန်းနဲ့အပြင်တွင်အင်းရင်ကျူသချင်းနှင့်ပင်ကိုကြီးနေအောင်ကကြသည်ထိုပွဲတွင်ဆရာကြီးဥပဇံသည်ခေါမောင်ရင်တလွင်လွင်နှင့်ကြက်တည်ရရှိလာသည် ဆီယမအီထွန်မမကလည်းဂျပန်ပွားကြီးဇုံချ၍တင့်တယ်လာသည်ဤတွဲနေသောနေရက်တွင်ဆင်းရဲခက်ကြီးမှတဖြည်းဖြည်းတောက်ပါနေ၍ပုံပုံယုံယုံထုံထားသောစရုံးမှုမှုမှလည်းစိုက်ထိုးထားသောစင်စရိုးကြီးနှင့်ဝင်းပါလာသည်ဖြူဖွေးသောနဖူးပေါ်တွင်မဟာနဖူးကြပုံသည်စက်တည်ရှိလာ၏စကားပြောရာတွင်နှုတ်ခမ်းပပနှင့်တိတ်မွေး၍ကျောင်းသားမိဘများကချစ်ကြတော်လဲကျောင်းသူများကမူဆီယမကြီးကိုမြင်းမြင်းကတ်ကြသည်ညာတို့ကျောင်းသူတွေမန်းနဲ့ထဲမှာဟိတိုက်နေကြတာပဲ။ ကြက်တညင်ကလာတဲ့ចောင်းသူတွေမန်းနဲ့တွားကြည့်ကြစမ်းဘယ်လောက်အင်ဒရီရလဲလို့ဂျမကြီးကအမနဲ့ចောင်းတဲ့ချိန်ចောင်းသူကြီးများစုမိလျင် ခေါ်ကျင်းတဲ့ကျောင်းသူကြီးတွေမှာဆ iam မကြီးသူ့အခန်းသူပြန်နေတဲ့တပြိုင်နက်ပွစီပွစီအတင်းပြောကြလေတော့သည်ဆ iam မကြီးသည်ရှေးမူလာတဲ့ဆရာဖြစ်အောင် လာသူဖြစ်၍ကကြီးခခွေတန်းကိုသင်ပြသူဖြစ်သည်သို့တော်ကျောင်းသူကြီးတွေကိစ္စမှမူသူကိုယ်တိုင်ဆုံးမတဲ့သူဖြစ် နတန်းသုံးနှံပြဆီယမများမှလည်းဘရုံမာလက်ပွားကားကြီးများနှင့်ဘီစရုံကြီးများဤနေအောင်ထုံထားသောအပြိုကြီးဆီယမများဖြစ်ကြသည်။ကြံဆီယများမှယောက်ျားဆီယမများဖြစ်ကြလေသည်။ကျောင်းသားများလည်းမကျေနပ်ကြ။သူတို့ထမရသောလာကကိုဆီယမကြီးကစိတ်ငိုသာစုသည်။သူတို့အတွက်ဘောလုံးဝင်းလေးကိုမှလုပ်ပေးဖို့မရဟု၍အဖြစ်တင်လေသည်။ရွာလမ်းပေးတွင်ကြီးသားရရသည်။ကျောင်းနှင့်အတော်လမ်းသောဖျားချောင်းဝင်းထဲတွင်ထွေးခင်းရသည်။ ခြံခေါင်းလုံးတန်ကြာမှအပြေးလွှာအမောတော်ပြေးလာကြသည်ကိုလည်းမကျေနပ်ပေသို့တော်နစ်စင်နှစ်တိုင်းလိုလိုခုနှစ်တန်းအစိုးရစစ်တွင်ဥပဇံအလေတန်းကြောင့်မှတန်းလုံးကျွတ်လိုလိုအောင်၍ចောင်းသားမိပါများမှအားလုံးကျေနပ်ကြလေသည်ကျောင်းသူများအုပ်စုဟာပိုးရိပ်မကျေနပ်သေးရ။ဆ ्याम အီဒီသူမျက်စိကြအောင်ငင်းငင်းတက်တက်နေသောမက်စိမန်လိုကျောင်းသူမျိုးဆိုရင်းလူရှိတွေတပွားပါနာမည်ဖော်ထုတ်၍ချီးကျူးတဲ့ အလိုသဖြင့်အစော့အကစားရယ်နမတ်တစ်ဆွဲသည့်မီပူမီဆူလိုရှိရောက်လျင်မူစိတ်မှန့်ကိုကြည်ကြစမ်းနင်တို့အနေများမကွာဘူးလားနင်တို့ရုပ်များချွေးတီးတီးကြလို့အင်ကြီးလည်းဖို့ဖို့ကြီးဖို့အလင်းလင်းနဲ့ဟူ၍နိုင်ရှင်ကခဏခဏပြောရသည်အမန်တော့မစိတ်မှန်းနေတခြားเจ้าသူများလိုဆော့ကစားနိုင်အောင်ကျမ်းမာတန်ရန်သူမဟုတ်တည်ဘူးနောက်မှသိရသည် သူခင်ဗျာမနဲ့ဝင်လာတော့ဘယ်တော့မှအင်ကြီးသည်ညနေကြောင်စင်းချင်းအထိခောက်ရုံးမပြတ်အောင်ကိုနေတော့เจ้าသူတယောက်ဖြစ်လေသည် ဂျပန်တခေပြောင်းမီနာကိုကျောင်းဝင်ကန်ကြမှာလဲတမျိုးတစ်ပုံပြောင်းလဲသွားသည်ညသောအဖြစ်ဥပဇံကြောင့်မှာခုနှစ်တန်းအောင်လူများသည်ညောင်မြအထက်တန်းကြောင့်တို့ပြောင်းရွှေ့နေကြရသည်ငွေချင်းမတက်နိုင်သူတို့သာရွာမှာပညာဆက်မတင်ပဲကျန်ရစ်ကြသည်ဥပဇံကြောင့်မှာလူတော်များများထွက်တော့ကျောင်းဆိုလျင်မမားပြီသူကြောင့်မှာအချိန်ခံပညာရဲ့များတင်ကြလာတော့ကျောင်းသားအတော်များများသည်ကုန်သေးပိုင်းသို့ရောက်ကြသည်နေဘက်စစ်ဘက်များတွင်လည်းဝင်ရောက်အမှုထမ်းကြသည်လူပညာရှင်များဖြစ်လဲတွေ့ရှိရသည် တချို့ကြတော့လေသမယိုးကြမိဘလေယာများကိုပင်ရတဲ့တလောက်စိုက်ပျိုးစားတတ်ကြသည်ကြောက်စစ်ထုစီယာကိုပါညောင်အမူကြောက်ဖြူများကိုဘဘူးထူရဲမှရန်ကုန်တွင်နာမည်ကျော်ကြားလာသူဖြစ်သည်သူသည်လည်းဥပဇံကျောင်းတဲ့တယောက်ဖြစ်၍ဖိုးသူတော်ရင်တွင်ပါဝင်ခဲ့ဘူးသူသည်သူသည်အနောက်တိုင်းဘဘူးပညာများကိုလည်းတရောက်လေ့လာခဲ့ပြီးဖြစ်လေသည်ကိုပါညုနေတဲ့သားထက်ကြောက်ဖြူများကိုထူရ၌ပိုရင်းလျာမြောက်သည်တခါတည်းရန်ရွာတိကြီးအလေတန်းကျောင်းတွင်နေခဲ့ရသောအချိန်ကိုပြန်၍အောင်မိသည် ။ကိုညံ့ကုန်းစီအရာပြန်လည်တော်မူသည့်ပွဲအကြောင်းတွေးမိလျင်တယောက်တည်းပင်ရဲမိပြုံမိ။ကျောင်းကိုလည်းလွမ်းသည်။ရွာကိုလည်းအောင်းမိသည်။ရေကြီးအားမျက်နှာရာအလောက်ကိုင်မျိုးမျိုးနဲ့ပြောင်းရွှေ့သွားသောတငယ်ချင်းများနှင့်လည်းပြန်လည်၍စုံကျင်သည်။သို့သောအတိတ်ဆိုသည်မှအသေးတွင်ရေးထားသောပကြီးကားချက်သာတည်။တွေးခေါ်တတ်မှပြန်လည်၍ရှုမြင်တတ်သည်။ဖော်ထုတ်တတ်သည်။မိရသူတို့၏နှလုံးသားတွင်မူတစ်ခါကရေးချဲ့ခဲ့သောဆုတ်ချက်ရများသည့်ရှိပင်ရှိခဲ့တော်လဲပြန်လို၏ပုံမလာရပေ ကိုပိုင်းညွန်ဟာမူသူအနှစ်သက်ဆုံးကြောက်စိရုပ်တစ်ခုထုလျံရွာတိကြီးစီသို့ထွက်ခဲ့သည်ရွာမာနနာနေနေနေရင်ငယ်ငယ်ချင်းများနှင့်တွေ့ကကြောက်စိထုမီဟုလည်းရည်စူးထားခဲ့သည်သူ့ကြီးတော်တွေလေးရွှေကသူ့ကိုလက်ခံပြုစုသည် သူသည်ရောက်သည့်ညနေကပင်ရွာလယ်ပိုင်းသို့ထွက်လာခဲ့၏သူတွေ့လို့သောဥပဒေအကြောင်းကြီးသည်မရှိတော့ပေသူသည်ယင်ထဲမှဟာသွား၏မတော်ချိန်တို့မမြသည်တို့ပြေးလှဆော့ကစားခဲ့သောမလကမင်းများလည်းမရှိကြထိုသည့်ပင်များနေရာတွင်စပယ်ကြုံများဟုသာတွေ့ရသည် အလိုမောင်မညွန့်ပါလားတက်တိုက်ဆိုင်ဆိုင်ကိုညံကောင်းစီအရပြန်လုံတော်မူစဉ်ကတက်ခုတ်တခြင်းများဆက်ပြီးတော့ဦးကြီးညိုနဲ့တွား၍ဆုံတော်သည်ဟုတ်ကဲ့ခမကျွန်တော်မောင်မညွန့်ပါကျွန်တော်ကျွန်တော်တို့ចောင်းကြီးទូទីတကယ်ပင်ထិះထិះဖြစ်နေကြသည်ရှင်ထဲမှာလည်းចောင်းကြီးအစာတိတ်ဆိတ်ငြိမ်သက်နေတော့အင်ယိုကြီးကိုမြင်ရသည်မှာတုန်လှုပ်လာသည် ပြီးတော့လွမ်းဆွလာသည်လို့ငိုကျင်သည်လို့ဖြစ်လာမိသည်အေးလေမင်းတို့ចောင်းကြီးဟာ ဆရာမကြီးတော်မမကွယ်လွန်ကလေးကဘယ်မှာပြန်နလန်ထူးလို့လဲဘာဗျဆရာမကြီးလည်းမရှိတော့ဘူးလားမရှိတော့ဘူးမောင်အီเจ้าကြီးကိုအုပ်ချုပ်သူကျောင်းအုပ်ဆရာကြီးမှာဥပဇံသာတည်းသို့တော့ဓမ္မမဆုံးကလေးကအီเจ้าမှာပြန်လဲမထူထောင်နိုင်တော့ဘူးဆိုပြီးစမ်းကြေလိုက်ဒီလိုပေါ့မောင်ရင်ဟာသူ့အသက်ရှိတုန်းကလေးကကျုပ်တို့လည်းသူ့တန်ဖိုးမတွက်မိပါဘူးကျုပ်သမီးတွေဖြင့်ကွဲရရောက်ရင်ဆီယာမကြီးအတင်းအမဲပြောနေကြလို့ကျုပ်မငေါ့ရသေးတယ်။တိတ်ပြီးကောက်ကတ်တယ်ဆေးနေတယ် စီခန်းကြည့်တယ်နဲ့อืมခုတူသေးတော့ဥပါဇံနောက်မိမယူတလေမိမကဆရာမကြီးလိုဥရံပယ်တန်းရအောင်စားပေလဲမတက်เจ้าหนี้ตุ๊ดับผู้เปลี่ยนผู้นินิดาตาเสี่ยมาจี้ละแท้กะจั่นเกเรสิ้งนี้ชวยรีแลแพ้ชาผิดตาเนกุมมาลียอมองกูบ้าญุ่มมาจ้าอะดอสกาโอไม่ยอมจีนไหนเมบ่ห่มไหนนาเบ้เปียเสี่ยอี้อะโลกะจองตมะจองเนห่อเปียวบีมะเตียตาอุ้ชุบลาเกรา အစိုးရပိုင်းမှာကြည့်ကြည့်စစ်ဘက်မှာရောကုန်သည်ဘက်မှာရောသူတို့ဘက်တွေတည်းဟော့ဟော့ရန်ရန်နေပါတယ်ဒါလောက်ထိမ့်သိမ့်လာခဲ့တဲ့ကျောင်းဦးကြီးကဒီမိမတယောက်ကိုမထိန်နိုင်ဘူးရဲ့လို့ကိုပါညောင်ကမကြည်မနဲ့ပြော၏ဦးကြီးညိုကရေပင်ရင်နေလိုက်သေးသည်ဒါပေါ့မိမဤအလိုနိုင်ငံတို့မလွန်ဆန်းနိုင်၍လာရောရလေတည်းဆိုတာမောင်ရင်လဲညီမအကြောင်းသားပဲဒီစကားလုံးတွေနှိပတ်တော်တွေတဲ့ပါတာရွတ်မိဖက်မိမှာပေါ့ဆင်းစစ်မရဥပဇံကိုဓမ္မမကအုတ်ထိန်နေတာမောင်ရဲ့ ဥပဇံမှာထွက်နေတဲ့အယောင်လင်းတွေကဒီเจ้าရဲ့စက်တီရီတွေဆိုတာဥပဇံနောက်ကရှိတဲ့ထောမမရဲ့အယောင်အရှိန်တွေပေါ့မှာဟွန်းခုတော့เจ้าကြီးလည်းပြက်ရွာမှာလည်းကိုဘာသာတရားနဲ့ကိုရိုးရာထိမ့်သိမ့်နိုင်အောင်မြမဆန်ဆန်เจ้าရင်လို့မရှိလေတော့သတင်းတွေကြီးကြရင်ကိုညံကုန်းเจ้าကိုကိုသားသမီးတွေလှစ်ပြီးမင်္ဂလာတုပ်ပိရိတ်ကြီးရတနာရွှေကြိုက်နမက်ကာရတို့သင်ခိုင်းရတယ်။ဂိုင်းတွောင်းမယ်။နို့ဆရာကြီးရောခမညောင်မြပြောင်းသွားတယ်ကွယ်။ ဟိုမှာသူ့နောက်ဇနီးလည်းကွယ်လွန်နေဆိုလားပဲသူလည်းရွာပြန်မလာတော့ဘူးဦးကြီးညိုကလမ်းကိုဆက်ရွေးလျှောက်ရန်ရွာတောင်ဘက်သို့ဦးတည်လိုက်တော့သည်သူတရားအောက်ထဲငြိမ်သက်စွာရပ်၍နေမိပါလျာသောနှုတ်ခမ်းတို့မှကိုဇန်ကိုဇန်နဲ့ဆရာကြီးအားဆရာမကြီးအားခေါ်တယ်ဟိုဝင်ကြားရောင်းသလိုလိုဆရာကြီးကပန်းရောင်ပဝါကောင်းပေါင်း၍ဆရာမကြီးကဂျပန်ပဝါချကပွဲလေတင်ကြပုံတခစ်ကိုသူပြန်၍မြင်မိသည်သူသည်အိမ်သို့ပြန်လာခဲ့၏ ။နောက်တနေ့တွင်သူ၏ကြောက်စစ်ထုကရိယာတစားပလာကိုယူကာရွာအနောက်တုတ်တံမြေသို့ထွက်လာခဲ့သည်။ဆရာမကြီး၏ဖြူခွေးသောဂူကိုအလွယ်တကူပင်ရှာဖွေတွေ့ရှိ၏။သူသည်ကြောက်ဂူပေးတွင်သူ့အလုပ်ကိုဆ ாய் ၍လုပ်သည်။သူ၏ဆောက်တံမှာကြောက်သားကို ထိလိုက်တိုင်းတိတ်ဆိတ်သောဤမြေပတ်ဝန်းကျင်ကိုတက်ဝင်လှုပ်ရှားစေသည်။နောက်တစ်ပတ်တုတ်တံကြောင်ဆရာတော်ကကျောင်းသားလေးများအားဂူများမြေပုံများအကြရှိမြက်ပင်ပောင်းပင်များကိုတုတ်တင်ခိုင်းနေသည်။ ကျောင်းသားလေးများသည်ကျောင်းဆရာမကြီးဒေါ်မမ၏ကုပေးတွင်စာရန်တစ်တခုကိုတွေ့ကြရ၍စာလုံးပေါင်းဖတ်ကြ၏စာရန်မှမူသဘောတော်ဝင်ကားလေးဒီမှနှမျောချစ်ခြင်းနာဟုသောစာရန်မင်သည်ကျေးဇူးရှင်ဆရာမကြီးတို့ခင်နေယူအပင်းနှင်းစင်ပေးကြတဲ့အတွက်ကျေးဇူးထူးပဲတင်ရှိပါရရှင်